အဝလွန်နေဆိုတာကနေထိုင်မှုပုံစံနေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေကြောင့်ခန္ဓာကိုယ်မှာအဆီပိုတွေစုလာတာပါအဝါလွန်လာတယ်ဆိုတာကအလှတင်ပြတာမဟုတ်ပါဘူးနော်။ကျမရေကိုပါထိခိုက်စေနိုင်တာပါ။အဝါလွန်တဲ့အတွက်ကြောင့်မို့လို့ရုပ်ပိုင်းဆိုင်ရာမှာရောစိတ်ပိုင်းဆိုင်ရာမှာပါထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ဒါကြောင့်ဒီနေ့ view လေးထဲမှာတော့အဝါမလွန်အောင်ဘယ်လိုမျိုးနည်းရည်နဲ့ကာကွယ်လို့ရမလဲဆိုတာကိုပြပြပေးသားမှာပဲဖြစ်ပါတယ်ရှင်။ နာကိုကဝါလာလေးလေးလှုပ်ရှားမှုနေပြီးတော့ကိုလေးချိန်ဖို့လိုလာမှာပါမပြီးဆုံးနိုင်တဲ့တန်တရားပေါ့နော်ဝါလာတာရဲ့နောက်ွယ်မှာကပ်ပါလာတာကတော့နှလုံးယောဂစိတ်ချူယောဂသွေးတိုးယောဂနဲ့တခြားသောယောဂစုတွေအများကြီးပါလာနိုင်ပါတယ်တချို့သောယောဂတွေကဝါတာကနေပြီးတော့အစာပြူလာတာပါ အဝါနုံလိုင်လားဆိုတာကို BMI ခန္ဓာကိုအထူးတဲ့ညွန်ကိန်းကိုတိုင်းတာတဲ့နည်းနဲ့ဆန်းစစ်လို့ရပါတယ်။ BMI က25ကနေပြီးတော့29.9ရှိနေမယ်ဆိုရင်တော့ရှိသင့်တဲ့ကိုယ်လေးချိန်တည်းအများနေပြီလို့ပြောလို့ရပါတယ်။တကယ်လို့ BMI က30ဒါမှမဟုတ်30ထဲကျော်နေပြီဆိုလို့ရှိရင်တော့အဝါလုံနေပြီလို့ပြောပြရစီနော်။ ဝါလုနာကိုဖြစ်စေတဲ့အကြောင်းရင်းခံကနှစ်ခုရှိပါတယ်။တစ်ခုကအလှရှောင်မှုနေတဲ့နေ့စဉ်နေထိုင်မှုဘဝပုံစံဖြစ်ပြီးတော့နောက်တစ်ချက်ကတော့အကျန်းမာရေးနဲ့မညီညွတ်တဲ့အစာအစာတွေနဲ့စားသောက်မှုပုံစံမမှန်တာတွေကြောင့်ပါဒါကြောင့်အဝမလုံအောင်လို့ဘယ်လိုမျိုးကောက်ွယ်ရမလဲဆိုတာကိုစပီးပြပြပေးခြင်းပါတယ်။ပထမအုပ်စုနီလန်ကတော့မနက်ခင်းတိုင်းမှာမနက်စာကိုစားပြအောင်စားပါ။မနက်စာကို မစားဘဲနဲ့နေတာကအကယ်လိုရီကိုလျှော့ချနိုင်မယ်လို့ယူဆနေတယ်ဆိုရင်တော့အမှားနေတယ်လို့ပြောခြင်းပါတယ်။ မနက်စာစားလိုက်တဲ့အခါမှာတနေ့တာလုံးမလိုအပ်ဘဲနဲ့စားမိမဲ့ကယ်လိုရီပမာဏကိုလျှော့ချနိုင်ပါလိမ့်မယ်။လေးလာမှုတွေအရာကနက်နက်စာစားတာက ကိုယ်လေးချိန်ကိုထိန်းကြီးတဲ့အခါမှာထိရောက်တဲ့နီလန်တစ်ခုကိုအတီးကြရပါတယ်ရှင်။နောက်ထပ်နီလန်တစ်ခုကတော့လေးချိန်ကပုံမှန်လုပ်ပေးပါ။ ခန္ဓာကိုယ်အလေးချိန်မတက်လာစေဖို့အတွက်ဆိုလို့ရှိရင်တော့တစ်ပတ်ကိုစုစုပေါင်းမိနစ်150ကနေပြီးတော့300လောက်ကိုအရင်မပြင်းထန်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ဖို့လိုအပ်ပါတယ်။အကောင်းဆုံးနဲ့အလွယ်ကူဆုံးလေ့ကျင့်ခန်းကတော့လမ်းလျှောက်တာပဲဖြစ်ပါတယ်နော်။နောက်ထပ်နည်းလမ်းတစ်ခုကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံကိုပြုထောင်ပါနော်။ကျန်းမာရေးနဲ့ညီညွတ်အောင်ဆိုတဲ့နေရာမှာကီလိုရီပါဝင်မှုနေပြီးတော့အာဟာရပြည့်ဝတဲ့အစားအစာတွေတည်တည်တွေနဲ့ဟင်းသီးရည်တွေကိုပိုစားပေးပါ ပြေဝစီတွေကိုမစားပါနဲ့နော်အချို့နဲ့အက်ကိုဟောင်းကိုလည်းရှောင်ပါတနည်းကိုမနက်စာနေ့လယ်စာနဲ့ညစာ အချိန်မှန်စားပြီးတော့အချို့နဲ့အစီများတဲ့တရေစာတွေကိုမစားပါနဲ့ပြီးတော့ရေမြများလေးတောက်ပေးပါနော်နောက်ထပ်နီလန်တစ်ခုကတော့အမြင့်တဲ့ပါဝင်မှုများတဲ့အစားအစာတွေကိုစားပေးပါ အမြင်တဲ့ပြီးဝအောင်စားသုံးတာကကိုလေးချိန်တက်မလာအောင်ဒါစီပေးနိုင်ပါတယ်။အမြင်တဲ့ကအစာကြည့်ခဲ့တဲ့အတွက်ကြောင့်မို့လို့ခဏခဏမစားအောင်လဲလုပ်ပေးနိုင်ပါတယ်။မနစ်လယ်စားစားတဲ့အခါမှာဆက်လုံးမျိုးကလပဲအစိမ်းရောင်ဟင်းသီးဟင်းရက်တွေကိုမြများစားပေးပါနော်။နောက်တဲ့နေ့တန်တစ်ခုကတော့ကျန်းမာရေးနေညညွတ်တဲ့အခုံမာသီးအစိမ်းအစံတွေကိုစားပေးပါ ဖာရန်စီတကြသည်အယ်မွန်စီတို့လိုမျိုးအစေအဆံတွေကိုစားသုံးပေးတာကလည်းချမ်းမာစေပြီးတော့အစာခံစေပါတယ်။ဒါပေမဲ့ဒါတွေကတော့ကယ်လိုရီများတဲ့အတွက်ဆောင်မှုလို့အလွန်အကျွံမစားဖို့လိုပါရဲ့နော်။နောက်ဆုံးနည်းလမ်းလေးကတော့ကယ်စီယမ်နေများစားပေးပါ Celsian ကခနာကိုမှာကတ်တွေနေတဲ့အစီတွေကိုလောင်ကျွမ်းဖြုတ်ခွဲပေးနိုင်စွမ်းရှိပါတယ်။အစီစဲတွေထဲမှာကယ်ဆီယမ်ပါဝင်မှုများလေလေအစီတွေကိုလောင်ကျွမ်းစေနိုင်လေလေပါပဲ။ဒါကြောင့်မို့လို့ကယ်ဆီယမ်ရရှိစေဖို့အတွက်နွားနို့ဒိန်ချင်တို့လိုမျိုးကယ်ဆီယမ်ရရှိမဲ့အစားအစာတွေကိုပဲစားသုံးပေးပါ။အစီထုတ်ထားတဲ့နို့နဲ့ဒိန်ချင်တွေတော့ဖြစ်ဖို့လိုပါလိမ့်မယ်နော်။ဒီလောက်ဆိုလို့ရှိရင်ခနာကိုအဝမလွန်အောင်လို့ဘယ်လိုမျိုးကောက်ွယ်လို့ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုတည်လောက်ပြီးလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။